်ဆာယောဂါကိုအပြင်းထန်ခံစားရလို့နိုင်ငံရှားကိုစိတ်ကူးတော်ဖို့ထွတ်ထွားရတဲ့မိမိကိုကိုမိတ္တများလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတင်ဆက်ပေးရှင်တဲ့တဲ့ရင်ကတော့တကယ်ကိုစိတ်မကောင်းစရာရရတဲ့ဒူတိုင်းရင်ထဲမကောင်းဖြစ်ရတဲ့တဲ့ရင်တစ်ခုပါဒါကတော့အမတီဖိုးဇလန်တွဲတွေကနေတဆက်ပိတ်သက်တွေရဲ့တခနဲ့အပေးမှုကိုရရှိထားတဲ့မင်းမီချောမိမိကိုကိုတယောက်ကျမရဲ့အရှင်နေကြောင့်နိုင်ငံရှားမှာစိတ်ကူးတော်မှုတောက်ရောက်ခံယူရတော့မဆိုးတဲ့တဲ့ရင်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အားလုံးသိကြတဲ့အတိုင်းပဲ မီမီကိုကိုဟာဆိုရင်မြန်မာနိုင်ငံမှာလက်ရှိနည်းပညာရေးတွေထိုက်တန်းအဆင့်ရှိတဲ့မင်းသမီးတလပါအထူးတပြက်တတဆမင်းသားမင်းသမီးတွေအဲမှာတရုတ်ဆောင်အရန်ကောင်းလို့တဲ့မင်းသမီးတလက်ဆိုရင်လည်းမမှားပါဘူးဒိတာတွေတတိထားမိမှာပါမီမီကိုကိုဟာတခြားသောမင်းသမီးတွေလိုပေါ်တော်တော်ခရိုက်တာတွေရဲစရာဟာတဇာယုတ်တွေထက်အတွင်းစိတ်ခံစားချက်ပြန့်ထန်တဲ့ဒရမာဇာယုတ်တွေသူ့ရဲ့နည်းပညာရေးတွေကိုအစွမ်းကုန်ထုတ်ပြခွင့်ရတဲ့ခရိုက်တာကိုပို့ပြီးတော့ ပိုင်နိုင်စွာနဲ့တရုတ်ဆောင်နိုင်တဲ့မီနီမီတလဲပဲဖြစ်ပါတယ်။သူမရဲ့ဇလန်းတွဲတွေကိုကြည့်လိုက်တိုင်းမှာရိတ်တက်တွေကသူမနဲ့အတူလိုက်ပြီးတော့ခန်းစားရတယ်၊မြည်ရကြရတယ်။ရိတ်တက်တွေရဲ့ရင်ထဲမှာအခုထိဆွဲကြနေတော့မှာဒါဟာတမတရုတ်ဆောင်တယောက်လုံနိုင်တာထက်ပိုပါတယ်။ဒါပြင်မီမီကိုကိုကတခြားသောမင်းသမီးတွေနဲ့မတူတဲ့သူခြားတဲ့ရုပ်ရည်အလှပမျိုးကိုပိုင်ဆိုင်ထားတာပါ။သူရဲ့မျိုးလုံးမျက်နှာပေးကအစခန်းစားရှိကိုတည်းဆောင်ထားနိုင်တဲ့အတူပါ ဒါကြောင့်မမီကိုကိုကပြီးခဲ့တဲ့နှစ်ကအကယ်ဒမီစုပေးပွဲမှာမြန်မာနိုင်ငံရဲ့အနာမည်ကြီးထိပ်တန်းမင်းသမီးတွေဖြစ်တဲ့မိုးဟေကိုဝမောင်ရွှေတို့နဲ့အပြိုင်အကယ်ဒမီစုကိုရရှိဖို့အတွက်စကားတင်စီရင်ဝင်နိုင်ခဲ့ပါတယ်။ဒါကသူရဲ့ရည်ရှင်ကိုအနုပညာလောကကအတိမပြုခဲ့ရတာပါ။သူရဲ့အနုပညာခံယူချက်ကလည်းရှိကျူးစရာပါ။မမီကိုကိုကအနုပညာလောကမှာသူမကိုလာအသည်ရုပ်ရှင်တိုင်းကိုလက်ခံရိုက်ကူးတာမျိုးမဟုတ်ပဲသူမရဲ့အနုပညာရည်တွေးကို ရိုက်တောက်ကိုပြတ်တောက်ခွင့်ရမယ့်အခိုက်အတန့်ဇာလမ်းမျိုးပေါ်မှာတိတိကျကျရွေးချယ်ပြီးတော့ရိုက်ကူးလေးရှိတဲ့သူပါဒီလိုအရေးရှင်းရှိတဲ့မင်းမီရှော့တယောက်ကမကြသေးခင်ရပိုင်းတုန်းကမှ နေမကောင်းဖြစ်တဲ့ရစ်တွေအများများလာပြီးတော့ခန္ဓာကိုယ်ကလည်းအားနဲ့လာခဲ့တယ်လို့သိရပါတယ်။ဒီမှာခံစားရတဲ့လက္ခဏာတချို့ကဆိုးရတဲ့ယောဂလက္ခဏာနဲ့ဆင်တူနေတာကြောင့်ဆေးရုံမှတေချာစစ်ဆေးကြည့်ရှုခဲ့ရပါတယ်။အဲ့ဒီမှာစစ်ဆေးကြည့်လိုက်တော့မှ ခေစာဖို့တွေ့ရှိခဲ့တယ်လို့ဒီမှာကိုယ်တိုင်ကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုယောဂဆိုကြီးကိုတွေ့ရှိခဲ့တာကြောင့်အချိန်မစွဲတော့ပဲအကောင်းဆုံးကုသမှုခံယူနိုင်ဖို့အတွက်တိုင်းနိုင်ငံဘာကောင်းမျိုးမှတွားရောက်ကုတက်ဖို့အများဆုံးစီစဉ်ထားတယ်လို့ဒီမှာကဆိုပါတယ်အခုခေတ်မှာခါစာယောဂါကကုတက်လို့ရနိုင်တဲ့ယောဂါတစ်ခုဖြစ်လာပြီဆိုပေမဲ့နိုင်ငံရရှာမှကုတက်မဲ့ဆိုတော့ကုန်ကြစီရောစိတ်တခွန်အားရောအများကြီးလိုအပ်မှန်ပါတယ်တကယ်တော့မိမိကိုယ်ကိုလိုမျိုးအနုပညာရေးရှင်းလက်ရှိ အနာကလည်းကောင်းမဲ့အမင်းသမီးလေးတယောက်ကဒီလိုမျိုးယောဂဆိုကြီးကိုအခုလိုအချိန်မှခံစားရတဲ့ဆိုတာကြားရတဲ့ပရိသတ်တွေအတွက်ရောကျမတို့အတွက်ပါရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ဒီမှာကအခုမှအောင်မြင်မှုလမ်းကြောင်းပေါ်ကိုအချိန်အဟုန်းနဲ့တက်လှမ်းလာနိုင်တဲ့အချိန်အနုပညာလုပ်တွေအများကြီးပေးစနိုင်တော့မယ့်အချိန်မှာဒီလိုမျိုးကျမ်းမာရေးစိန်ခေါ်မှုကြီးနဲ့တွေ့ခဲ့ရပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးလည်းမိမိကိုယ်ကိုယ်တရားယောဂဝေဒနာကိုအမြန်ဆုံးတွန်းလှန်နိုင်ပြီးတော့ ကျမ်းမာရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက်အနုပညာလုပ်တွေကိုအမြန်ဆုံးပြန်လည်လုပ်ကနိုင်ဖို့အတွက်ဆုတောင်းမေတ္တာပို့တတ်ပေးခဲ့ကြပါအောင်လို့ကျမကတိုက်တွန်းရှင်ပါတယ်။ကျမတို့ပြည်သက်တွေရဲ့ဆုတောင်းမေတ္တာပို့တတ်မှုတွေကဒီမှာအတွက်အင်အားတရဖြစ်စီမှာပါ။မင်းမီကိုကိုတယောက်စိတ်ဓာတ်ကြမ်းခိုင်စွာနဲ့ဒီယောဂါဆိုးကြီးကိုအောင်နိုင်ပြီးတော့ပြည်သက်ရှိကိုအမြန်ဆုံးအနုပညာလုပ်တွေနဲ့ပြန်လာနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။